ရသခင်ယေရှုတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အပြင်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရတဲ့ရှမာကုခရစ်ဝင်ခန်းကြီး7အပိုင်ငယ်9မှ10ရှင်းနောက်လိုက်သွားသော သူတို့ကဟောရှနာဖြစ်စေတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မြင်္ဂလာရှိစေတည်းထာဝရဘုရား၏အခွင့်နှင့်ယခုတည်လူသောငါတို့အပါဒါဝိဒ်၏နိုင်ငံတော်သည် မြင်္ဂလာရှိစေတည်း ကောင်းငင်ဘဝဝဲဟောရှနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ကျွန်ဒီနှုတ်ကပတော်ကတော့လွန်ခဲ့သော BC 920ခန့်တည်းကပရိုဖက်ဇာခရီအားဖြင့်ကြိုတင်ဟောကြားထားတဲ့အတိုင်းသခင်ရှုကမြေကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲသို့ဝင်လာတဲ့အချိန်ဖြစ်ပါတယ်ဒီတနင်္ဂနွေနေ့ကိုတော့ Palm Sunday တန်လွင်ခတ်တနင်္ဂနွေနေ့လို့ခေါ်ပါတယ်ဒီနှုတ်ကပတော်ကြည့်တဲ့အခါမှာလူအုပ်ကြီးက ရှေ့နောက်လိုက်လာတဲ့လူအုပ်ကြီးကဘာကြွေးကြော်လဲဆိုတော့ဟောရှနာဖြစ်စေတည်းလို့ကြွေးကြော်ကြပါတယ်ဟောရှနာဆိုတဲ့အတိတ်ပဲကတော့ယခုကယ်ပါဆိုတဲ့အတိတ်ပဲရှိပါတယ်ဒီဣသရေလလူမျိုးတွေကအဲ့ဒီအချိန်ကာလမှာယောမရဲ့ဖိနှိမ်မှုချုပ်ချယ်မှုအောက်မှာသူတို့ကရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဖိနှိမ်မှုတွေဒီချုပ်ချယ်မှုတွေဒီအောက်ကနေယောမရဲ့မတရားလှုပ်ဆောင်မှုတွေအောက်ကနေလွတ်မြောက်ဖို့ရန်အတွက် တို့ကကြွေးကြော်ပါတယ်ဟောရှနာဖြစ်စေတည်းဆိုပြီးတော့သခင်ရှုယခုကဲပါဆိုပြီးတော့သူကကြွေးကြော်ပါတယ်သူတို့ကြွေးကြော်သောစကားကိုကြည့်တဲ့အခါမှာထာဝရဘုရားအခွင့်နဲ့ယခုတီလူသောငါတို့အဘဒါဝိဤနိုင်ငံတော်သည်မြင်္ဂလာရှိစေတည်းလို့သူတို့ကကြွေးကြော်ပါတယ်ဟိုးသူတို့ရဲ့အဘသူတို့ရဲ့ဘိုးဘီကြီးဒါဝိလက်ထက်ကလို့သူတို့ရဲ့နိုင်ငံကတကယ်ကိုအေးချမ်းသာယာပြီးတော့ကောင်းမွန်တဲ့နိုင်ငံတစ်ခုပြည်နေမှုတွေအောက်ကနေလွတ်မြောက်တဲ့ အေးချမ်းပြီးတော့ငြိမ်သက်တဲ့နိုင်ငံတစ်ခု ကိုသူတို့ကမျှော်လင့်ပြီးတော့သခင်ရှုကိုခေါ်ရှနာဖြစ်စေတည်းယခုကဲပါဆိုပြီးတော့သူတို့ကကြွေးကြော်တာဖြစ်ပါတယ်။သခင်ရှုခရစ်တော်ဘုရားကကျွန်တော်တို့မျှော်လင့်တဲ့ကယ်တင်ရှင်ထက်တာ၍ကောင်းတဲ့ကယ်တင်ရှင်ကိုပြင်ဆင်ပေးတာဖြစ်ပါတယ်။ကျွန်တော်တို့မျှော်လင့်တဲ့ကယ်တင်ရှင်ကအကျွေးတွေကလွတ်မြောက်ဖို့ယခုဖြစ်နေတဲ့အခြေအနေအခက်အခဲတွေကလွတ်မြောက်ဖို့ကျွန်တော်တို့မျှော်လင့်တဲ့ကယ်တင်ရှင်ကယခုယောဂါကနေပြီးတော့ကျမ်းမာဖို့ ကျွန်တော်တို့မျှော်လင့်တဲ့ကယ်တင်ခြင်းကတည်ငင်ကကယ်တင်ခြင်းဖြစ်ပါတယ်။ဒီနေ့သခင်ရှုပေးခြင်းတဲ့ကယ်တင်ခြင်းကထာဝရနဲ့ဆိုင်တဲ့ကယ်တင်ခြင်းဖြစ်ပါတယ်။ချုံနောင်မှုအမျိုးမျိုးကနေလွတ်မြောက်စေမယ့်ကယ်တင်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ကချုံနောင်မှုတစ်ခုကနေလွတ်မြောက်ဖို့ရန်အတွက်ပဲဒီအခြေအနေတစ်ခုကနေကောင်းတဲ့အခြေအနေတစ်ခုရောက်ဖို့ပဲကျွန်တော်ကမျှော်လင့်တတ်ပါတယ်။ဒါပေမဲ့သခင်ရှုပေးမယ့်ကယ်တင်ခြင်းကကျွန်တော်တို့မျှော်လင့်တာထက်တာ၍ကောင်းတဲ့ထာဝရနဲ့ဆိုင်တဲ့ကယ်တင်ခြင်းဖြစ်ပါတယ်။ ထာဝရချုပ်နှောင်မှုကနေလွတ်မြောက်သွားမယ်ကယ်တင်ခြင်းကိုသခင်ရှုက ပေးကျင်တာဖြစ်ပါလေ။ဒါပေမဲ့ဣသရေလလူမျိုးလူအုပ်ကြီးကတော့ယခုဖြစ်နေတဲ့အခြေအနေယောမရရဲ့ဖိနှိပ်မှုအောက်ကနေလွတ်မြောက်ဖို့ရန်အတွက်တတင်ကလွတ်မြောက်ခြင်းကိုပဲသူတို့ကတောင်းဆိုပါလေ။သခင်ရှုကိုဟောရှင်နာဖြစ်စေသည်လို့သူတို့ကြွေးကြော်ပြီးတော့သိမကြပါဘူး။လာမယ့်တောက်ကြနေမှာတော့သခင်ရှုကိုလဝါးကတိုင်းမှာ တင်သက်ပါလို့သူတို့ကပြန်ပြီးတော့ကြွေးကြော်ခဲ့ပါလေ။ ဘာကြောင့်လဲဆိုရင်တော့သခင်ရှုကိုသူတို့မျှော်လင့်တယ်လို့သူတို့ကိုကယ်တင်မဲ့သူသူတို့ကိုဒါဝိရဲ့နိုင်ငံတော်ကိုပြန်ပြီးတော့တိဆောက်ပေးမဲ့သူသူတို့မျှော်လင့်တယ်လို့ဖြစ်မလာတဲ့အခါမှာသခင်ရှုကိုလက်ဝါးကားတိုင်းမှာပြန်တတ်ဖို့သူတို့ကပြန်ပြီးတော့ကြွေးကြော်ခဲ့ပါတယ်။ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာသခင်ရှုဖျားပေးမဲ့ကယ်တင်ခြင်းကထာဝရနဲ့ဆိုင်တဲ့ကယ်တင်ခြင်းဖြစ်ပါတယ်။သင်ရဲ့အခြေအနေကဘလို့ပဲဖြစ်နေပါစေသင်ကအဲ့ဒီထာဝရနဲ့ဆိုင်တဲ့ဖျားရဲ့ကယ်တင်ခြင်းကိုသင်ခံစားရရင် တင့်ကိုဘယ်ရာကမှချုံအောင်ထားလို့မရဘူးငွေကြေးကလည်းတင့်ကိုချုံအောင်ထားလို့မရဘူးယောဂါကလည်းတင့်ကိုချုံအောင်ထားလို့မရဘူးပြဿနာတွေအခက်ခဲတွေအခြေအနေကတင့်ကိုချုံအောင်ထားလို့မရပါဘူးဒီလောကကြီးထဲမှာကျွန်တော်တို့ကအခြေအနေတွေဒုက္ခအခက်ခဲတွေပြဿနာတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်သခင်ရှုကလည်းပြောပါတယ်သင်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်လို့ပြောပါတယ်မခံရဘူးလို့သခင်ရှုကမပြောပါဘူး ကျွန်တော်တို့ဒီလောကထဲမှာနေသွေးလောကရန်တရားဆိုတဲ့ဒုက္ခဆင်းရဲခြင်းတွေကိုခံရမယ်ကြုံရမှာဖြစ်ပါတယ်ဒါပေမဲ့သခင်ရှုကပြောပါတယ်မစိုးရိမ်နဲ့ငါဒီလောကကိုအောင်မြည်ဒီလောကကြီးကိုအောင်မြင်တဲ့ယေရှုခရစ်တော်ဘုရားကိုသင်ရယုံကြည်တဲ့အခါမှာသင်ရနှလုံးသားထဲမှာအုပ်ဆိုး권ပေးတဲ့အခါမှာဒီနေ့လောကရန်တရားတွေကသင်ကိုရှုံးနိမ်သွားအောင်သင်ကိုချုပ်ထားလို့မရတော့ဘူးသင်ကဒီလောကရန်တရားတွေကိုအောင်မြင်တော်သူဖြစ်အသက်ရှင်နိုင်မှာဖြစ်ပါတယ် ဘယ်အခြေအနေမှာတင့်ကိုချုပ်ထားလို့မရတော့။တင်ဟာအခြေအနေရဲ့အောက်မှာမရှိတော့။ယေရှုခရစ်တော်အပြင်တင်ဟာအောင်မြင်တော်သူဖြစ်တယ်။ဒါကြောင့်ခြေတော်စီတိုင်းအခြေအနေတစ်ခုကနေလွတ်မြောက်ဖို့ရန်အတွက်ပဲဟောရှနာလို့တင်ဟာကြွေးကြော်တော်သူမဖြစ်ပါစေနဲ့။ထာဝရနဲ့ဆိုင်တဲ့လွတ်မြောက်ခြင်းကိုရတော်သူဖြစ်လို့ဟောရှနာလို့ကြွေးကြော်တော်သူဖြစ်ပါစေ။ဘုရားသခင်ကကျွန်တော်တို့ကိုမှုန်တိုင်းနေမကြုံအောင်မလုပ်ပါဘူး။ဒါပေမဲ့မှုန်တိုင်းထဲမှာငြိမ်ဝှက်စွာနဲ့အသက်ရှင်နိုင်ဖို့တော့ဘုရားကမဆပါပါဘူး။ ဘုရားသခင်ကကျွန်တော်တို့ကို ပြဿနာတွေအခက်ခဲတွေဒုက္ခဆင်းရဲခြင်းတွေနဲ့မကြုံတွေ့ဖို့တော့မလုဆောင်ပါဘူး။အဲဒီကြုံတွေ့တဲ့ဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာသင်ကအောင်မြင်ပြီးတော့ဘေးရာကမှသင်ကိုချုပ်နှောင်လို့မရဘဲနဲ့လွတ်မြောက်နေတဲ့အဲ့ဒီကယ်တင်ခြင်းကိုရရှိဖို့ရန်အတွက်ဘုရားကမဆာတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကယေရှုခရစ်တော်ဘုရားကိုသင်ရဲ့နှလုံးသားထဲမှာအုပ်ဆိုးခွင့်ပေးမယ်ဆိုရင်အချိန်၄တိုင်းမှာသင်ကဘုရားပေးတဲ့ညီတဲ့ခြင်းနဲ့ဖြတ်တန်းနိုင်မှာဖြစ်ပါတယ်။ ။ဒါကြောင့်မို့သခင်ရှုကသင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီ။သင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။သို့တော်လည်းမဆိုရင်လည်းငါသည်လောကကိုအောင်ပြီလို့သခင်ရှုကမိန့်တော်မူခဲ့ပါတယ်။ဟောရှနာဖြစ်စေတည်းဆိုတဲ့စကားလုံးကဲ့သို့ဖျားသခင်ကယ်တင်ခြင်းကနောက်မှမဟုတ်ပါဘူး။ယခုပဲဖြစ်တယ်။သင်ဟာဖျားရဲ့ကယ်တင်ခြင်းကိုနားလေသဘောပေါက်သွားရင်တခင်ရှုခွတ်တော်ဖျားရဲ့ကယ်တင်ခြင်းကတည်ငါးနဲ့ဆိုင်တဲ့ကယ်တင်ခြင်းမဟုတ်ပါဘူး။ ချုံနောင်မှုတစ်ခုကနေလွတ်မြောက်စေတဲ့ကယ်တင်ခြင်းမဟုတ်ပါဘူး။ချုံနောင်မှုအမျိုးမျိုးတွေကနေလွတ်မြောက်စေတဲ့ထာဝရနဲ့ဆိုင်တဲ့ကယ်တင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီယေရှုခရစ်တော်ဖျားရဲ့ကယ်တင်ခြင်းကိုသင်ကနားလည်သဘောပေါက်ပြီးတော့သခင်ခရစ်တော်ဖျားကိုအမိပြုလိုက်မယ်ဆိုရင်တော့သင်အထဲမှာညီတဲ့ချင်းကိုခံစားရပြီးတော့ဘယ်အချိန်ဤကမှသင်ကိုမချုံနောင်တော့ဘဲနဲ့သင်ကယခုပဲအဲ့ဒီဖျားရဲ့ကယ်တင်ခြင်းလွတ်မြောက်ခြင်းကိုခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကိုအမိပြုခြင်းအဖြစ်ဒီနေ့ဖမ်းဆန်းနေမှာသခင်ရှုကိုဟောရှနာဖြစ်စေတည်းလို့ကြွေးကြော်တဲ့အခါမှာလက်ရှိအခက်ခဲတရင်ငါလောက်ကိုသင်ကမမြင်ပဲနဲ့သာဝရနဲ့ဆိုင်တဲ့ငါဟာလွတ်မြောက်ခြင်းကိုခံစားတော်သူဖြစ်တယ်ဆိုတော့ကိုယုံကြည်ဝင်ခံပြီးတော့ဟောရှနာဖြစ်စေတည်းလို့ကြွေးကြော်နိုင်တော်သူများဖြစ်စေဖို့ဝေငါပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ